မာနွေဦးခရိုနီကယ်ဒီဇင်ဘာ၄ရက်နေ့တွင်ဘိန်းအများဆုံးစိုက်ပျိုးထုတ်လုပ်တဲ့နိုင်ငံအဖြစ်မြန်မာရှိနေစေလက်နက်ကိုင်တိုက်ပွဲတွေနိုင်ငံရေးပြည်ထနာတွေနဲ့မတီးမငြိမ်ဖြစ်နေတဲ့မြန်မာနိုင်ငံဟာကမ္ဘာမှာမူရည်စည်းဝါးအဖြစ်အသုံးပြုဖို့ဘိန်းစိုက်ပျိုးမှုအများဆုံးနိုင်ငံအဖြစ်ဆက်လက်ရည်တည်နေစေဖြစ်တယ်လို့ကုလသမဂ္ဂမူရည်စည်းဝါးနဲ့ရာဇဝမှုဆိုင်ရာရုံး UNODC ရဲ့နှစ်စဉ်အစည်းအဝေးကဖော်ပြလိုက်ပါတယ်အာဖဂန်နစ္စတန်နိုင်ငံဟာ ကမ္ဘာမှာဗိမ်းဆိုင်ပြိုးမှုအများဆုံးထုတ်လုပ်မှုအများဆုံးနိုင်ငံအဖြစ်ဆယ်စုနှစ်များစွာရှိခဲ့ရာကမကြာသေးခင်နှစ်တွင်မှာတော့အာဖဂန်နစ္စတန်တာလီဘန်အစိုးရကဗိမ်းဆိုင်ပြိုးမှုကိုနှိမ်နင်းလျက်ရှိတာကြောင့်ကမ္ဘာဗိမ်းဆိုင်ပြိုးမှုအများဆုံးနိုင်ငံထုတ်လုပ်မှုအများဆုံးနိုင်ငံအဖြစ်မြန်မာနိုင်ငံကအာဖဂန်နစ္စတန်ကိုကျော်ဖြတ်ခဲ့တာဖြစ်ပါတယ်မြန်မာနိုင်ငံအနေနဲ့2025ခုနှစ်အစဉ်ကန်စာအရဟက်တာ9000ကျော်အထိဗိမ်းဆိုင်ပြိုးလျက်ရှိနေပြီးတော့ ယမမိကထက်19ရာခိုင်နှုန်းတိုးမြင့်လာတယ်လို့အစိုးရကန်စာမှာဖော်ပြထားတာတွေ့ရပါတယ်။ဘိန်းစိန်တပိတ်တာကိုဒေါ်လာ300ကျော်အထိရရှိလာတာကြောင့်ငွေကြီးကလည်းစိုက်ပျိုးတဲ့သူတွေကိုစွဲဆောင်စေတယ်လို့ပြည်တွင်းစစ်ဖြစ်ပွားနေတာကြောင့်လမ်းဘန်းဆက်သွယ်ရေးတွေခက်ခဲတာအခြားစိုက်ပျိုးသည်နယ်တွေပို့ဆောင်ရောင်းချရဖို့မတိကျတဲ့အနေအထားမှာဘိန်းစိုက်ပျိုးပြီးရရှိလာတဲ့ဘိန်းစိန်ကို တေးဆောင်ရောင်းဝယ်ရတာကလက်ရှိအနေအထားနဲ့လိုက်ဖက်တာကြောင့်လည်းအချို့တောင်သူတွေကဘိန်းကိုစိုက်ပျိုးကြတာလို့ဆိုကြပါတယ်။ဘိန်းစိုက်ပျိုးတဲ့ဒေသတွေကစစ်ပွဲဖြစ်ပွားနေတဲ့နေမြေတွေမဟုတ်ကြပေမဲ့အမျိုးမျိုးသောလက်နက်ကိုင်အဖွဲ့အစည်းတွေထိန်းချုပ်ထားတဲ့နေမြေတွေဖြစ်နေကြတာတွေ့ရပါတယ်။အနာသိစစ်တပ်နဲ့အပြည့်ရထားတဲ့အဖွဲ့နေကြားဆောင်တပ်စစ်တပ်နဲ့တိုက်ခိုက်နေတဲ့အဖွဲ့စသဖြင့်အမျိုးမျိုးသောလက်နက်ကိုင်အဖွဲ့တွေထိန်းချုပ်နေမြေတွေဖြစ်ပါတယ်။ရှမ်းအရှိရှမ်းမြောက်ရှမ်းတောင်ကရင်နီ ကချင်ပြည်နယ်၊စကိုင်းတိုင်းအထက်ပိုင်းအိန္ဒိယနယ်စပ်အနီးချင်းပြည်နယ်နဲ့အိန္ဒိယနယ်စပ်အနီးတို့ဖြစ်ပါတယ်။ရှမ်းပြည်နယ်အရှိနဲ့ရှမ်းပြည်နယ်တောင်ပိုင်းမြောက်ပိုင်းတွေမှာဇယ်စုနှင့်များစွာကလေးကအစဉ်အဆက်ဘိန်းဆိုင်ပြိုးမှုရှိခဲ့တဲ့ဒေသတွေဖြစ်ပြီးတော့ရှမ်းပြည်နယ်ရဲ့လက်နက်ကင်စစ်ပွဲတွေပြည်သူစစ်လွတ်မြောက်ရေးတပ်အမိခံထားပြီးတော့ဘိန်းကုံကူးတဲ့လက်နက်ကင်တပ်တွေနဲ့1960 90 80ခုနှစ်တွေမှာကမ္ဘာတည်င်းတွေအထိထင်ရှားခဲ့တဲ့ဒေသတွေဖြစ်ပါတယ်။ နိုင်ငံတကာရောမြန်မာနိုင်ငံမှာပါတရားမဝင်ဘိန်းဆိုင်ပြိုးမှုကိုဥပဒေအရခွင့်မပြုထားတဲ့အနေအထားမှာဘိန်းဆိုင်ပြိုးသူတွေအနေနဲ့အခွန်ကောက်ခံပြီးတော့အကာအကွယ်ပေးမဲ့လက်နက်ကိုင်အဖွဲ့အစည်းရှိဖို့လိုအပ်တယ်လို့ထွက်ရှိလာတဲ့ဘိန်းကို ဝဲယူကနေစမ်းဖြတ်ကျော်ရောင်းချနေကြတဲ့ဘိန်းကုံကူးသူတွေကိုလည်းလက်နက်ကန်အဖွဲ့တွေကပဲလုံခြုံရေးအကာအကွယ်ပေးကြရတာဖြစ်ပါတယ်။ဘိန်းဆိုင်တဲ့တောင်သူတွေအနေနဲ့ဘိန်းတပိတ်တာကရရှိတဲ့ငွေကြီးကအခြားဆိုင်ပြူတီးနံကရတာထက်ပိုရာမှန်ပေမဲ့ချောင်းချောင်းလေးလေးနဲ့စုမိစောင်းမိလောက်တဲ့ငွေကြီးမျိုးရရှိခံစားကြရတာမဟုတ်ပါဘူး။အခြားဆိုင်ပြိုးထွက်ရှိတဲ့ကုန်တွေရောင်းချဖို့ဈေးကွက်မတိကြတာလက်ရှိပြည်တွင်းစစ်ကာလမှာ နေဆက်ကုန်းတဲ့ရေးတွေပိတ်နေတယ်လို့စိုက်ပျိုးထွက်ကုန်တေဆောင်ရတဲ့ဈေးစကားတွေလည်းကြီးမြင့်လာတာကြောင့်အခြားသီးနှံတွေကနေငွေရဖို့မရရတဲ့အနေအထားမှာဘိန်းစိုက်ပျိုးပြီးတော့အသက်ရှင်တန်ဖို့ရွေးချယ်ကြရတာလည်းဖြစ်ပါတယ်။ယခင်လက်နက်ကင်ပဋိပက္ခတွေမှဖြစ်ပွားခင်ကပြောင်းတွေစိုက်ပျိုးပြီးတော့နေဆက်ကတဆင့်ထိုင်းတရုတ်နိုင်ငံတို့ကိုရောင်းချနိုင်ခဲ့တဲ့အခြေအနေတွေက အခုအခါမှာ မရှိတော့တဲ့သဘောလေးဖြစ်ပါတယ်။အဆိုပါစိုက်ပျိုးသီးနှံတွေထွက်ရှိချိန်မှာအချိန်မီတင်ပို့နိုင်ဖို့လေအရေးကြီးပြီးတော့ကားလမ်းပိတ်နေတာငဇက်ကိတ်တွေပိတ်နေတဲ့အချိန်ဒီမျိုးမှာဆုံးရှုံးမှုနဲ့ငင်းဆိုင်ကြရမယ့်အန်ဒီလေးရှိနေတာဖြစ်ပါတယ်။ဘိန်းဆိုင်ပြိုးရာကထွက်ရှိလာတဲ့ဘိန်းစိန်ဘိန်းမဲကိုတော့စိုက်ပြိုးတီးနံလို့မဟုတ်ပဲဝန်ချင်းချင်းနဲ့တူလောင်ထားနိုင်ကလာအတိုင်းတာတစ်ခုထိလဲစောင့်ပြီးတော့ရောင်းနိုင်တဲ့အနေအထားတွေကဘိန်းဆိုင်ပြိုးမှုကိုရွေးချယ်ရတဲ့အကြောင်းအချက်တွေဖြစ်လာစေပါတယ်။ စစ်ပွဲတွေမှာဖြစ်ပွားနေတဲ့ကာလတွေမှာဒေတာဖွံ့ဖြိုးရေးဒေတာကန်တောင်းသူတွေအတွက်အစားအသောက်တည်နှံစိုက်ပျိုးရောင်းချနိုင်ဖို့နိုင်ငံတကာအကူအညီအစိုးရအကူအညီတွေနဲ့အစီအစဉ်တွေလုံဆောင်ပေးကြတာတွေရှိပြီမယ်။အခုလိုစစ်မီးပြန်တောက်လောင်လာချိန်စစ်ပွဲအတွက်ကုန်ကြမ်းစိတ်တွေအရေးတကြီးလိုအပ်လာတဲ့အခြေအနေမျိုးမှာဗိန်းဆိုင်ပြိုးမှုနဲ့မွေးရည်စေဝါးကုန်ကူးမှုတွေကနေအခွန်ကောက်ခံတာတွေကလက်နက်ကန်အဖွဲ့တွေရဲ့အဓိကကြတဲ့ဝင်ငွေလမ်းကြောင်းတွေဖြစ်လာတာပါ။ ဘိန်းဆိုင်ပြူမှုလို့ဆိုရင်ရှမ်းပြည်လို့တန်းပြီးမြင်ကြပေမဲ့အခုနောက်ပိုင်းကာလတွေမှာရှမ်းပြည်တခုတည်းမဟုတ်တော့ပါဘူးတောင်တန်းတွေပေါများပြီးတော့ရာသီဥတုကလည်းဘိန်းဆိုင်ပြူဖို့အခြေအနေပြီးတဲ့ချင်းပြည်နဲ့သခိုင်းကချင်ပြည်နယ်တို့လိုဒေသတွေမှာပါစိုက်ပြူလာကြတာတွေ့ရပါလိမ့်မယ်တရားဥပဒေစိုးမှုမှုရောကြလာတာကြောင့်ဘိန်းဆိုင်တဲ့ area ကျယ်ပြန့်လာသလိုရခင်ကစိုက်လေးစိုက်တာမရှိတဲ့ဒေသတွေအထိပြန့်နှံ့လာတာဖြစ်ပါတယ် ချင်းပြည်နယ်ရဲ့မြောက်ဘက်အကြဆုံးကြည်ခါတွန်းဆန်စတဲ့မြို့နယ်တွေမှာဘိန်းဆိုင်ပြိုးလာတာကစေစုနှစ်တခုတည်းသာပဲရှိသေးတာဖြစ်ပါတယ်။အခုနောက်ပိုင်းစကိုင်းတိုင်းမြောက်ပိုင်းအကြဆုံးအိန္ဒိယနယ်စပ်ဒေသတွေမှာလည်းဟက်တာရာကနန်းရှိတဲ့ဘိန်းဆိုင်ပြိုးမှုတွေအစဉ်ကန်းစားမှာပေါ်ပြထားတာတွေ့လာကြရတာဖြစ်ပါတယ်။ဘိန်းဆိုင်ပြိုးတာအပြင်မွေးစည်းဝါထုတ်လုပ်တဲ့လုပ်ငန်းတွေမှာလည်းရှမ်းပြည်နယ်ကပြည်သူ့စစ်အဖွဲ့တွေနဲ့လက်နက်ကိုင်အဖွဲ့တွေမကတော့ပဲပြည်သူ့စစ်အဖွဲ့တွေနဲ့လက်နက်ကိုင်အဖွဲ့တွေမကတော့ပဲ မြန်မာနိုင်ငံရဲ့အခြားသောဒေသတွေကိုပါပြန့်နှံ့လာနေတာလဲထွက်ပေါ်လာတဲ့သတင်းတွေအများသိရှိရပါတယ်။ယခုရက်ပိုင်းမက်ဆီမဌာနရဲ့သတင်းတပုတ်မှာမြောက်ရီမြို့နယ်တွေက DKBA ထိန်းချုပ်နေမြေတွေထဲမှာစိတ်ကြွဆေးပြားထွက်လို့တဲ့စက်ယုံတယုံအကြောင်းစုံစမ်းဖော်ထုတ်ရေးသားထားတာတွေ့ရပါတယ်။စိတ်ကြွမူရီဆေးပြားတွေကအများဆုံးရှမ်းပြည်နယ်မှာထွက်လို့ကြတာဖြစ်ပြီးတော့မြန်မာနိုင်ငံကိုဖျက်တမ်းပြီးအနောက်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံအိန္ဒိယနိုင်ငံတွေကတဆင့်နိုင်ငံငါးစီထွက်နေကြသလို အရှိတ်ဖက်ထိုင်းနိုင်ငံကိုဖျက်ပြီးတော့လေနိုင်ငံကစီထွက်ရှိနေကြတာပါမြန်မာနိုင်ငံရဲ့ဂုံတရင်ကိုဘိန်းဖြူစိတ်ကြွမွေးရဆေးပြားတို့လိုထွက်ကုန်တွေနဲ့တွဲလျက်တည်ရှိနေကြတာစေစုနဲ့အတော်များများရှိနေပြီဖြစ်ပါတယ်ကဘာမှာကြော်ကြားတဲ့ရွှေတွေ့ကန်ဒေသနဲ့ဘိန်းထုတ်လုပ်ကုန်ကူးမှုတွေကအရင်စေစုနဲ့များစွာကလေးကတည်ရှိခဲ့ကြသလိုအခုချိန်ထိတိုင်ဘိန်းနဲ့စိတ်ကြွမွေးရဆေးတွေစိုက်ပျိုးထွက်လို့ရထွက်ရှိရနိုင်ငံအဖြစ်နဲ့တည်ရှိနေကြစေလေဖြစ်ပါတယ်ခင်ဗျာ မှအာဖရိကဝတ်တုတ်ကွေးယောဂဖြစ်ပွားနေလို့ယောဂတိုက်ဖြတ်ရေးလုပ်ငန်းကိုအချိန်မြင့်လှုပ်ဆောင်နေကြပါတယ်။ယောဂပြန်ပွားမှုကိုထိန်းထုတ်နိုင်ဖို့နဲ့တောဘက်အကောင်ရေကိုလျှော့ချဖို့အတွက်စပိန်ဥပဒေစိုးမိုးရေးဝန်ထမ်းတွေနဲ့ကျွမ်းကျင်သူတထောင်နီးပါးနဲ့ဆောင်ရွက်နေတယ်လို့ယောဂထိန်းထုတ်ရေးစိုက်ပျိုးရေးရာရှိသူက ကြာတာရီနီကပြောဆိုပါရယ်စပိန်နိုင်ငံမှာ1994ခုနှစ်နောက်ပိုင်းအာဖရိကဝတ်တုတ်ကွေးယောဂပထမဆုံးချိန်ပြန်ပြီးဖြစ်ပွားလာတာလည်းဖြစ်ပါတယ်ဘာစီလိုနာမြို့ပြင်ဘက်ကကောစီရိုလာတောင်တန်းမှာဗိုင်းရပ်စ်ကိုတောဘက်နှစ်ကောင်မှတွေ့ရှိခဲ့ပြီးအဲ့ဒီနေရာမှာပဲနောက်ထပ်တောဘက်ခုနှစ်ကောင် အဲ့ဒီယောဂါနဲ့တည်ဆုံခဲ့ပါတယ်စပိန်နိုင်ငံဟာ EU မှာဝတ်သားအများဆုံးတင်ပို့တဲ့နိုင်ငံဖြစ်လို့နိုင်ငံရဲ့ဝတ်သားတင်ပို့မှုကိုချိန်ချောင်နေတာပါပြီးခဲ့တဲ့ပတ်ကစပိန်နိုင်ငံမှာဝတ်တုပ်ကွေးယောဂါပိုးစားတင်တွေ့ရှိတဲ့အချိန်မှာစပိန်နိုင်ငံကဝတ်သားတင်သွင်းမှုကိုလုံးဝပိတ်ပင်မယ်လို့ပြည်ထောင်နိုင်ငံကကြေညာခဲ့တာပါဒါပေမဲ့ဗုဒ္ဓဘူးနေမှာတော့စပိန်နိုင်ငံကဝတ်တုပ်ကွေယောဂမဖြစ်ပွားတဲ့ဒေတာက ဝတ်သားကိုတော့ပြန်တင်သွင်းဖွင့်ပြုမယ်လို့ဒီတိန်နိုင်ငံကကြေညာခဲ့ပါတယ်။တချိန်တည်းမှာပဲတရုတ်အစိုးရကလည်းယောဂါဖြစ်ပွားနေတဲ့ကာတာလိုနီးယားဒေသကဝတ်သားတွေကိုပဲကန့်သတ်လိုက်တာကြောင့်ယောဂါကူးစက်မှုမရှိတဲ့ဒေသတွေကနေဝတ်သားတွေကိုတရုတ်နိုင်ငံကိုဒီအပတ်အစောပိုင်းကပြန်လည်ပြန်ခဲ့ပါတယ်။ကာတာလိုနီးယားရဲ့စိုက်ပျိုးရေးဝန်ကြီးကအော့စကာအိုဒီစကာတရင်ကောင်းကတော့ဥရောပကော်မရှင်ကယောဂါကူးစက်မှုမရှိတဲ့ဒေသတွေကဝတ်သားတွေကိုဆက်လက်တင်ပို့မှုခွင့်ပြုလိုက်တာပါပဲ။ ယ်ပြည်တိန်နိုင်ငံကလည်းပြန်တင်ပို့ခွင့်ပြုပါတယ်တရုတ်နိုင်ငံကတော့ဒေတာလိုက်တားမြစ်တာမျိုးပဲလုပ်ပြီးနိုင်ငံတစ်ခုလုံးအတန်းတာနဲ့မပိတ်ပင်ဖို့လရီနှစ်တွေနဲ့ချီညှိနှိုင်းမှုတွေလုပ်ခဲ့ကြတာဖြစ်ပါတယ်လို့ပြောပါတယ်အန်ဒိုရာနဲ့မက်ဒရစ်ဒေတာက K19 ယောဂါထိန်းချုပ်ရေးတပ်ဖွဲ့ဝင်တွေဟာဆာရညိုလာဒေဗယ်လစ်ဒေတာမှာယောဂါကာကွယ်တားဆီးစစ်ဆင်ရေးလုပ်ငန်းတွေမှာပူးပေါင်းပါဝင်နေကြတယ်လို့ကာတာလိုနီးယားစိုက်ပျိုးရေးဝန်ကြီးကပြောဆိုပါတယ်ရှင် တရုတ်နိုင်ငံဟာအလွန်ကြီးမားတဲ့ဈေးကွက်ကြီးဖြစ်တာကြောင့်ပြင်သစ်နိုင်ငံကသူတို့ရဲ့ထုတ်ကုန်ပစ္စည်းတွေကိုတင်ပို့ဖို့လိုအပ်နေပါတယ်။နောက်ပြီးနေနေငယ်အတွင်းမှာပြင်သစ်နိုင်ငံဟာလေကြောင်းနဲ့အာကာသလုပ်ငန်းတွေမှာ တရုတ်ကျန်းကျင်မှုကိုအားကိုးရမယ့်အခြေအနေလည်းရှိနေပါတယ်။ပြင်သစ်နိုင်ငံဟာအရင်ကအာကာသလုပ်ငန်းလိုနေပေအတော်များများမှဥဆောင်ခဲ့တာပါ။ဒီကနေ့မှာတော့ဒီကဏ္ဍတွေမှာကျွန်တော်တို့နည်းနည်းတော့နောက်ကျနေတယ်လို့ထင်ပါတယ်။ပြီးခဲ့တဲ့နှစ်အနည်းငယ်တွင်နှစ်ဖက်ကုန်သွယ်မှုတိုးတက်လာခဲ့ပေမယ့်တရုတ်ကပြင်သစ်ကိုအဝေးကြီးတိုးတက်သွားပါပြီ။ပြင်သစ်နိုင်ငံဟာတရုတ်နိုင်ငံနဲ့ကုန်သွယ်ရေး လုံငွေပြဖို့ဟာ2024ခုနှစ်မှာ Euro 48ဘီလီယံလောက်ထိရောက်ရှိခဲ့ပြီးဒါဟာလွန်ခဲ့တဲ့ဆယ်စုနှစ်ကတည်းကနှစ်ဆကျော်ပိုများလာပါတယ်။ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးတင်းမာမှုတွေကဒီအခြေအနေကိုပိုဆိုးတဲ့တက်ရောက်မှုတွေဖြစ်ခဲ့ပါတယ်။ဥရောပကသူတို့ရဲ့လျှက်စက်ကားကဏ္ဍကိုတရုတ်လမ်းမမှုကနေကောက်ွယ်ဖို့ကြိုးစားမှုတွေကြောင့်ကျင့်သက်ဝိုင်းတဲ့အရက်တင်ပို့မှုထိခိုက်ခဲ့ရပါတယ်။ဈေးပေါ်တဲ့တရုတ်တန်မဏိတွေဆိုရင်အမေရိကန်ကနေ အခွန်စည်းတက်မှုတွေကြောင့်ဥရောပမှာဝဲလက်အသေးရှာဖွေနေပါတယ်။နီးပညာထုတ်လုပ်မှုမှာ အရေးပါတဲ့ရှားပါးမြေထုတ်လုပ်မှုကိုတရုတ်ကလဝက်ကြီးအုပ်ထားတာကလည်း EU ကိုအတော်လေးနောက်ကျကျန်ခဲ့စေပါတယ်။ကဘာကြီးကတော့အလျင်မြန်ပြောင်းလဲနေပါတယ်တရုတ်ကဒီအပြောင်းလဲကိုလိုက်နိုင်ပြီမြင်ဥရောပကတော့နောက်ကနေအမိလိုက်နေရပါတယ်ဒီအခြေအနေမှာတရုတ်နဲ့ပြည်သစ်တို့အနေနဲ့အနာဂတ်ကျွန်တော်ထင်ပါတယ်2040လောက်ကို ကြိုကြည့်နိုင်ဖို့အရေးကြီးပါတယ်။ပြင်သစ်ကားကမ္ပဏီတွေဖြစ်တဲ့ Renault နဲ့ Stellantis တို့နှစ်ခုစလုံးဟာတရုတ်ဈေးကွက်မှာဝယ်ယူမှုနည်းလာတာကြောင့်တခြားပြင်သစ်ကမ္ပဏီတွေလိုပဲနောက်ဆုတ်ခဲ့ကြပါတယ်။ဒါပေမဲ့တရုတ်တို့ရဲ့တန်းကျင်မှုနဲ့စမ်းသစ်တည်ထွင်မှုတွေကပြင်သစ်နိုင်ငံအတွက်ဆဲဆောင်မှုအပြည့်ရှိနေဆဲဖြစ်ပြီးနှစ်ဦးနှစ်ဖက်အကျိုးရှိနေဆဲဖြစ်ပါရဲ့ရှင်။ ရှိလျက်အစီအစဉ်တွေအတွက်ရမုံငွေဖြတ်တောက်ခံရစီမှာပဲမြေမြုပ်မိုင်းကြောင့်လူသေးဆုံးမှုတွေမြင့်တက်လာတဲ့အတွက်ကုလသမဂ္ဂကရေးပေါ်သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။ဂျီနီဘာမှာကျင်းပတဲ့စည်းဝေးမှာပညာရှင်တွေပြောတာကတော့ဟိုးရင်ပြိပခဟောင်းတွေရောလက်ရှိပြိပခန်းသစ်တွေကြောင့်မှကျန်ရစ်ခဲ့တဲ့မိုင်းအန်တွေဟာအရသာတွေကိုနေ့စဉ်နေပါသေးဆုံးတာတွေကိုလည်းအင်ကာဆုံးရှုံးတာတွေဖြစ်နေတယ်လို့ဆိုပါတယ်။အာဖရိကမှာဆိုရင်ဆူဒန်နဲ့နိုင်ဂျီးရီးယားနိုင်ငံတွေဟာဆိုရင်ဇာအကောင်းဆုံးအနေထားမှာရှိနေပါတယ်။ ဆူဒန်နိုင်ငံဆိုင်ရာကုလသမဂ္ဂမိုင်းရှင်းလင်းရေးအစီအစဉ်ရဲ့အကြီးအကဲကကျွန်တော်တို့အနေနဲ့အယ်ဖာရှာမျိုးရဲ့အခြေအနေကိုအထူးပဲဆွေးနွေးပါတယ်။အယ်ဖာရှာမျိုးဟာရက်ပေါင်း900ကျော်ကြာဝန်းရံပိတ်ဆို့ခံထားရပြီးလက်နက်ကြီးနဲ့ပစ်ခတ်မှုတွေလည်းမရက်မနာရှိခဲ့တာပါ။ခုချိန်ထိလည်းလုံးဝရက်သွားတာမျိုးမဟုတ်သေးပါဘူး။နောက်ပြီးမြေမြုပ်မိုင်းတွေရှိနေတဲ့ဆိုတဲ့သတင်းတွေလည်းကြားနေရပါတယ်။ဒါကြောင့်ရန်ကိုစိုးရိမ်စရာကောင်းပြီးအဲ့ဒီနေရာကိုတွားရောက်ဖို့အတွက်လည်းအခက်အခဲကြီးမားနေပါတယ်လို့ပြောပါရစေ။ နိုင်ဂျီးရီးယားနိုင်ငံမှာဆိုရင်လည်းနေရဆုံးခွာသူတွေအတွက်ဖွင့်ထားတဲ့စခန်းတွေကိုပိတ်သိမ်းလိုက်တဲ့အတွက်ပြည်သူတွေဟာမပောက်ကွယ်သေးတဲ့လက်နက်ခဲယမ်းတွေခုံးခွေကျန်ရှိနေနိုင်တဲ့နေရာတွေကိုပြန်သွားရမယ့်အနေနဲ့ရင်ဆိုင်နေရတယ်လို့မိုင်းရှင်းလေးရဲ့အဖွဲ့တွေကစိုးရိမ်နေကြပါတယ်။ဒီချင်းနေနဲ့ပတ်သက်ပြီးနိုင်ဂျီးရီးယားနိုင်ငံဆိုင်ရာကုလသမဂ္ဂမိုင်းရှင်းလေးရဲ့အစီအစဉ်အကြီးကဲကသူတို့ကနေရဆုံးခွာသူစခန်းတွေကိုစတင်ပိတ်သိမ်းပြီးလူတွေကမူလနေရတွေပြန်လည်နေရာချထားရေးဧရိယာတွေကိုပြန်ချဖို့တိုက်တွန်းနေပါတယ်။ ဝန်ထဲစရာကောင်းတာကကျွန်တော်တို့ရဲ့လေလာစမ်းစစ်ချက်တွေရရင်မြုံမိုင်းကြောင့်ရက်တာထိခိုက်သေးဆုံးမှု အားလုံးရဲ့80ရာခိုင်နှုန်းဟာလူတွေပြန်လည်ဝင်ရောက်နေတဲ့ area 15ခုထဲက7ခုမှာဖြစ်ပွားနေတာတွေ့ရပါတယ်လို့ရှင်းပြပါတယ်။မိုင်းရှင်းလင်းလုပ်ငန်းစဉ်တွေကိုရေရှည်ပြန်လည်ထူထိုင်းလုပ်ငန်းတွေဖြစ်ရှုမြင်လေးရှိကြပေမဲ့တကယ်တမ်းမှာတော့ဒါဟာလူသက်တွေကိုကယ်တင်ပေးနေတဲ့ရေးပေါ်လူသားချင်းစာနာမှုကူညီကယ်ဆယ်ရေးလုပ်ငန်းတွေဖြစ်တယ်လို့ပညာရှင်တွေကလေးထားပြောကြားခဲ့ပါတယ်ရှင်။ ရဒီတာဟာကဘာပေါ်မှာအပူပြင်းဆုံးနေရာတွေတဲကတခုဖြစ်ပြီးတော့အခုဆိုရင်ပူပြီးတော့ပြင်းထန်လာနေပါတယ်။အရဒီတာအတွက်ပထမဆုံးအကြိမ်ထုတ်ပြန်တဲ့ရာသီဥတုအခြေအနေအစဉ်ကန်စာမှာမြောင်အာဖရိကနဲ့အရှေ့အလယ်ပိုင်းဒေသတွေမှာပူနွေးလာမှုနှုန်းငြင်းဆန်လာနေတယ်လို့ကမ္ဘာမူလဝတ္ထအဖွဲ့ WMO ကသတိပေးလိုက်ပါတယ်။စံချိန်တင်အပူဆုံးနှစ်ကုန်ဆုံးပြီးတဲ့နောက်မှာတော့ပြင်းမြအပူချိန်တွေဟာရက်ခင်းအမြင့်ဆုံးအပူချိန်တွေထက်1ဒီဂရီကျော်ပိုမြင့်တက်လာခဲ့ပါတယ်။ ပြင်းထန်တဲ့အပူလှိုင်းတွေဟာလူအဖွဲ့အစည်းတွေရဲ့ခံနိုင်ရည်ကိုအကန့်အသတ်အထိစမ်းသပ်နေသလိုဖြစ်ပြီးတော့တချို့နိုင်ငံတွေမှာအပူချိန်60ဒီဂရီဆဲလ်စီယက်အထက်အထိရောက်ရှိခဲ့ပါတယ်။လူသားတွေရဲ့ကျန်းမာရေး၊ရေအားစနစ်တွေနဲ့စီးပွားရေးတွေဟာဒါကိုခံနိုင်ရည်ရှိဖို့ရုန်းကန်နေရပါတယ်။မိုးကောင်ရေရှားမှုတွေဟာမြောက်အာဖရိကအနောက်ပိုင်းအထူးသဖြင့်မော်ရိုကို၊အယ်ဂျီးရီးယားနဲ့ တူနီရှားနိုင်ငံတွေမှာ6နှစ်ဆက်တိုက်မိုးမရွာသွန်းခဲ့လို့ပိုဆိုးရွာလာခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲဆော်ဒီအာရေဗျာကနေဆိုမာလီယာအထိ6သွေးတဲ့နိုင်ငံတွေမှာတော့မိုးတီးထန်စွာရွာသွန်းမှုနဲ့ရုတ်တရက်ရေကြီးမှုတွေကြောင့်ဒေဆုံးမှုတွေနဲ့ပျက်စီးဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။2024ခုနှစ်အတွင်းလူရေ3.8တန်းနီးပါးဘေးဒဏ်တင်ခဲ့ရပြီးတော့လူ300ကျော်ဒေဆုံးခဲ့ရပါတယ်။လူသားတွေနဲ့စီးပွားရေးအပေါ်အမှန်တကယ်ထိခိုက်ဆုံးရှုံးမှုပမာဏကဒီထက်အများကြီးပိုနိုင်တယ်လို့အစိုးရကသတိပေးထားပါတယ်။ BNDA မျိုးစုံအတွက်ကြိုတင်သတိပေးစနစ်တွေဟာအရင်ကထက်ပိုပြီးတော့အရေးကြီးလာပြီလို့ဆိုပါရယ်။အာရနိုင်ငံတွေရဲ့60ရာခိုင်နှုန်းလောက်မှာဒီစနစ်တွေရှိပြီးတော့ကမ္ဘာပြင်းမြနှုန်းထက်များပေမဲ့လုံလောက်မှုတော့မရှိသေးပါဘူး။တခြားနိုင်ငံတွေမှာကြိုတင်သတိပေးစနစ်မရှိဘူးလို့ကျွန်တော်တို့ပြောတာမဟုတ်ပါဘူး။အခြေခံလုံဆောင်ချက်လောက်ပဲပါတဲ့စနစ်တွေရှိနေတယ်လို့ဆိုလိုတာပါ။ဒါကြောင့်ဒီနိုင်ငံတွေအနေနဲ့တစ်ဖက်မှာမြေပညာဆိုင်ရာအကူအညီတွေပိုလိုအပ်နေတယ်လို့တခြားတစ်ဖက်မှာလည်းသူတို့ရဲ့စနစ်ကိုပိုပြီးတော့စွမ်းဆောင်ရည်ပြည့်ဝအောင် ိအောင်အောင်ဘယ်လိုအသုံးချပြီးတော့မြင့်တင်ရမလဲဆိုတဲ့စွမ်းရည်တိစောင့်မှုတွေလိုအပ်နေပါတယ်လို့ညီနိုင်ရင်မူကပြောပါတယ်။ဖန်လောအိမ်တန်းငွေထုတ်လုပ်မှုမြင့်မားနေမယ်ဆိုရင်ဒီယာစုနှစ်ကုန်ပိုင်းမှာဒေသတွင်းပြည်မြအပူချိန်9ဒီဂရီအထိမြင့်တက်လာနိုင်တယ်လို့ရာသီဥတုပုံစံပြမော်ဒယ်တွေကဖော်ပြနေပါတယ်။ဒီစင်ကန်စာဟာအနာဂတ်ရာသီဥတုအခြေအနေမှန်တွေအတွက်ဒီကနေ့မှာသတိပေးနှိုးဆော်ချက်တစ်ခု ဖြစ်လာဖို့မျှော်လင့်ထားကြပါရစေခင်ဗျာ ရှားသမ္မတဗလာဒီမာပူတင်ဟာယူကရိန်းနဲ့စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်းအိန္ဒိယနိုင်ငံကို ပထမဆုံးချိန်ရောက်ရှိလာပါတယ်။စီးပွားရေးပိတ်ဆို့အရေးယူမှုတွေနဲ့ရင်ဆိုင်နေရတဲ့ရုရှားနိုင်ငံဟာဒီခရီးစဉ်အတွင်းအိန္ဒိယနိုင်ငံနဲ့စီးပွားရေးကုန်သွယ်ရေးအရှိန်မြင့်တင်သွားမယ်လို့မျှော်လင့်နေတာပါ။အိန္ဒိယခရီးစဉ်အတွင်းဝန်ကြီးချုပ်နာရင်ဒရာမိုဒီနဲ့ဒီအကြောင်းအရာတွေကိုအသေးစိတ်ဆွေးနွေးသွားမှာဖြစ်ပါတယ်။ အိန္ဒိယကုန်ပစ္စည်းတွေကိုကျွန်တော်တို့ဈေးကွက်ထဲတိုးမြင့်တင်သွင်းတာလဲပါဝင်ပါမယ်လို့သမ္မတဘူတင်ကပြောပါတယ်။ဝန်ကြီးချုပ်မူတီကတော့နှစ်နိုင်ငံကြားကုန်သွယ်မှုဟန်ချက်ညီအောင်ကြိုးစားနေတာပါ။2024 2025ဘဏ္ဍာရေးနှစ်မှာနှစ်နိုင်ငံကုန်သွယ်မှုဟာအမေရိကန်ဒေါ်လာ68.8ဘီလီယံရှိခဲ့ပေမယ့် အိန္ဒိယရဲ့ပို့ကုန်ကတော့ဒေါ်လာ5ဘီလီယံအောက်မှာပဲရှိခဲ့ပါတယ်။ဒါကြောင့်ဝင်တီတုံမိုရီအစိုးရကတော့ဤပညာ၊စေဝါ၊မော်တော်ယာဉ်နဲ့ဝန်ဆောင်မှုကဏ္ဍတွေမှာပရက်ရှာစီးကွက်တွေဝင်ရောက်ခွင့်တိုးမြင့်နိုင်ဖို့မော်စကိုအစိုးရကိုဖိအားပေးနေပါတယ်။တစ်ဖက်မှာလည်းအိန္ဒိယနိုင်ငံဟာပရက်ရှာနဲ့ဆက်ဆံရေးကြောင့်အမေရိကန်ရဲ့အခွန်တိုးမြင့်မှုနဲ့လည်းပြင်ဆင်နေရတာကြောင့်ဒါကိုပြန်ချိန်မိနေရတာလည်းရှိပါတယ်။ အမေရိကန်ရဲ့အိန္ဒိယနိုင်ငံအပေါ်အခွန်တိုးမြင့်မှုကိစ္စကလည်းကျွန်တော်တို့အတွက်ဗတ်ပေါင်းဆောင်ကစိုးရိမ်ပူပန်နေရတဲ့ကိစ္စပါ။တာမန်ပို့ကုန်လုပ်ငန်းရှင်အများပြားဟာအခုအလုံးလက်မဲ့ဖြစ်ကုန်လို့ပါလို့အိန္ဒိယဘက်ကပြောကြားခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြီးခဲ့တဲ့ဩဂုတ်လမှာ အိန္ဒိယကုန်ပစ္စည်းတွေအပေါ်အခွန်90ရာခိုင်နှုန်းအထိမြင့်တင်လိုက်ပါတယ်။ဘရက်ရှာစီကရေနံကိုဈေးတက်တက်တသာဆက်လက်ဝယ်ယူနေတဲ့အတွက်အိန္ဒိယကိုလက်တော့ပြန်တန်းခတ်တာလည်းဖြစ်ပါတယ်။အိန္ဒိယအစိုးရကတော့အခုလိုဘရက်ရှာရေနံကိုဝယ်ယူရတာဟာလူဦးရေ1.4ဘီလီယံရှိတဲ့အိန္ဒိယနိုင်ငံရဲ့စွမ်းအင်လိုအပ်ချက်ကိုဖြည့်ဆည်းနိုင်ရေးအရေးကြီးလို့ပြောဆိုပါတယ်။ဒါပေမဲ့မင်္ဂလာပါခင်ဗျာ။ခုချိန်ကစပြီး MCDM အဖွဲ့သားများရဲ့စိုက်ပျိုးစီးပွားတောင်သူစကားသံအစည်းအဝေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါရယ်ခင်ဗျာ။တောင်ရစပားကင်းတွေမှုယောဂါကြလို့စပားအထွက်နှုံထက်ဝက်ရော့ကြလာပြီးတစ်နှစ်ထက်တစ်နှစ်ဝန်းစာမဖူလုံတဲ့အနေအထားကိုရောက်ရှိလာပါတယ်။ဒီသတင်းကိုစောနှန်းရွှေကပေးပို့ထားပါရယ်ခင်ဗျာ။တောင်မော်ဒေတာအတွက်2025မိုးစပားရိတ်သိမ်းချိန်ဟာရောက်ရှိလာပြီဖြစ်ပြီးစပားကုန်ကျစရာမှုကတရားသီးပြီးတရားသီးပုံမှုဆိုးရွားလာတာကြောင့် စဘာအထွက်နှုံးကထက်ဝက်အထိကျဆင်းလာပါတယ်။ဒီအချိန်လေးကိုရှမ်းပြည်တောင်ပိုင်းဒနုဒေသမှတောင်သူတို့ကအခုလိုပြောပါရခင်ဗျာ။ကျွန်တော်တို့ဘက်မှဒီကောက်ကျူးတစ်မျိုးပေါ့။ဒီကောက်ကျူးတစ်ခုရဲ့အဆင်မပြေတာရှိတယ်။ကြောင်လာတော့အဆင်ပြေတယ်။စဘာပြန်လာတော့မလာတော့ဘူးပေါ့အရင်လို။နှုံးရတိုင်းအဆင်မပြေတော့ဘူး။အဲမိသားစုကလာတနိတာလုံလောက်အောင်လုပ်တဲ့ဟာမလုံလောက်တော့ဘူးပေါ့။ဒါတော့ကျွန်တော်တို့ကဝမ်စာတွေပဲလောက်တာအခုက။ စဘာကုတ်ကျူးယောဂါဟာမှုယောဂါကြောင့်ဖြစ်ပြီးပြိုးကင်းအပင်ငယ်အဆင့်ကနေအနံထွက်ချိန်အထိကြာရောက်နိုင်တဲ့ယောဂါဖြစ်ပါတယ်။ဒါအပြင် ရေနဲ့လေအပြင်မိုးဆက်နှင်းဆက်တွေကလည်းပြန့်နှံ့နိုင်လို့စိုက်ပျိုးရေးပညာရှင်တွေကတော့ယောဂါကာကွယ်နှိမ်နှင်းဖို့မဟုတ်ဘဲစဘာကင်းတဲ့ကိုယ်တော်ဖြတ်မလျှောက်သင့်ဘူးလို့အစိမ်းရောင်လမ်းကတဆင့်အကြံပြုထားပါတယ်။စဘာကုတ်ကျူးယောဂါဟာကာကွယ်နှိမ်နှင်းဖို့အတွက်ယောဂကြတဲ့အခင်းကစဘာတွေကိုမြို့အဖြစ်ပြန်မတုံးဖို့စဘာသိမ့်ပြီးတဲ့အခါ ရိုးပြတ်တွေကိုမိရှူတာတွေပြုတ်လို့ရမှာဖြစ်ပြီးနောက်တရသည်စဘာပြန်ဆိုင်တဲ့အခါပလဲအပြင်တီစူပါနဲ့ပိုတက်ရှ်မီဩဇာတွေကိုလည်းမျှတအောင်ထည့်သွင်းအသုံးပြုရမှာဖြစ်တယ်လို့စိုက်ပျိုးရေးပညာရှင်တွေကအကြံပြုထားပါတယ်တောင်ပေါ်စဘာကင်းတွေမှာကြာရောက်တဲ့စဘာခုတ်ကျိုးယောဂါကြောင့်တစ်နှစ်ထက်တစ်နှစ်စဘာအထွတ်နှုန်းတွေကျလာပေမဲ့တောင်သူတွေကတော့ဒီယောဂါနဲ့ပတ်သက်ပြီးကာကွယ်နှိမ်နှင်းနိုင်တာမရှိတဲ့အပြင်အနည်းဆုံးစိုက်ပျိုးရေးယုံတွေကလည်း စဘာကင်းမှုယောဂကြာရော့တဲ့ပြဿနာကို လာရောက်ဖြေရှင်းနိုင်တာမရှိပါဘူး။ဒါကြောင့်တောင်သူတွေမှာစဘာအထွက်ကျလို့ဝမ်းစာအတွက်စိုးရိမ်စရာဖြစ်လာပြီမယ်လေ။မှုယောဂကိုဖြေရှင်းနိုင်တဲ့အခြေအနေမှာတော့မရှိသေးပါဘူး။ဖြေရှင်းတဲ့နီလာအခွေစင်းအနေထားမှာဖြေရှင်းသူကသူကတမျိုးပြောကိုတမျိုးပြောနေဘလူဖြေရှင်းအောင်ကြောင်းတော့မသိဘူးလာမနေမှာကောဘလူလောက်ကြီးမဲသူများမဝင်တဲ့လေတွေကိုတွက်ကြည့်တော့ကြည့်ပြီးတော့သူဘလူလောက်ကိုမဝင်နဲ့ခွတ်တိလေးလာနေတုန်းက တောင်မော်ဒေသမှာစပားကိုတိတ်မမြင့်တဲ့တောင်ကုန်းတွေမှာကျဲပတ်ဆိုင်ပြိုးကြပြီးတောင်ကြားလွင်ပြင်တွေမှာတော့လဲမီတွေကိုမြေမျက်နှာတွင်ပြင်အနေမြင်အလိုက်ကဒင်းဘက်ကတလဲပေါ်တလဲဆင့်ပြီးခက်ခက်ခဲခဲမြေပြင်ကတပင်ချင်းပြိုးထောင်ကောက်ဆိုင်ဆိုင်ပြိုးကြတာဖြစ်ပါတယ်။တောင်မော်ဒေသရဲ့စပားဆိုင်ပြိုးထုတ်လုပ်မှုဟာကိုရရွာအတွင်းစားတော့ဖူလုံဖို့အတွက်သာဆိုက်ပြိုးထုတ်လုပ်ကြတာဖြစ်ပါတယ်။ဒါကြောင့်တကွင်းတစ်ဆက်တည်းရှိတဲ့လေယာဉ်မြေပေါ်မှာတိကျပိုင်ဆိုင်မှုတွေရှိကြပေမဲ့ အဓိကအစားအစာဖြစ်တဲ့ဆန်ဖူလုံဖို့အတွက်လောက်သားငားရင်းစရာမလိုပဲလက်ပိုင်ရှင်တွေအချင်းချင်းစူပေါင်းထွန်ရဲ့စိုက်ပျိုးရိတ်သိမ်းကြတာဖြစ်ပါတယ်။ဒါကြောင့်ဝမ်းစာဖူလုံဖို့အတွက်ချင်းချောက်လာတဲ့စပားခုတ်ချိုးယောဂါကိုကာကွယ်ဖို့လေသမားချင်းအတွေ့အကြုံအရမျှဝေနိုင်တာပဲရှိပြီးမိပညာအရကာကွယ်နိုင်တဲ့အခြေအနေမှမရှိဘဲအခက်အခဲတွေနဲ့ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။အခုတင်ဆက်ပေးခဲ့တဲ့မြေပြင်သတင်းကြောင်းရာတွေကိုတော့သတင်းတော့စွန်းနှန်းရွှေကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။ Help preserve our culture and uplift our voices. The rich stories of our culture are at risk of being forgotten. Your gift can uplift voices and preserve our culture today. Support our culture, donate now.